်တန်းတော့ပဲစာတင်မှုရရဲ့ဟိုအတန်းစာမှာမှာသူကဒီလိုပွဲရတဲ့အစီအဲ့လိုမျိုးမရှိဘူးပေါ့စာလည်းကောင်းကောင်းဟိုဖတ်တတ်တာမျိုးမဟုတ်တဲ့ဘောမျိုးပေါ့လေဒီလိုမျိုးတော့ဒီလိုတော့သူပြောတာကိုနားလည်ပါလေဗျာအဲ့တော့သူကစာပေပိုင်းမှာတော့ဘုရားစာတွေမကောက်ဘူးပေါ့အတန်းစာမှာပါအားနေတယ်အဲ့တော့တခုရှိတာလေးတိုင်းတော်တော်ဝင်နေတယ်ဗျ။ဒီလျှောက်တဲ့နေမှာလို့လေ။အာပြီးတော့တော်တော်လေးလာ ူရဲကတော့တော့ကောင်းတယ်ပေါ့ရှိတယ်ဟိုပညာအားမဲ့တဲ့လူကအတတ်ပညာအားတဲ့လူကမှတ်ဉာဏ်အားကောင်းရတယ်ဟောပြောတဲ့ပုံစံမျိုးသူပြန်ရတယ်တရားစကားတော့အများကြီးမဝင်ခဲ့ပါဘူးအဲဒါမုံလေတော်ရသူ့အတွက်အမှတ်တမ်းတစ်ခုဖြစ်တယ်လို့ဘူဟောပုံမှာမုံလေတော်ရဆရာတော်ပြားရဲ့အသုံးပြုဖြစ်ပြီးတော့သူကထောင်ထဲမှာဥက္ကူရင်ငါလို့ပြောရပေါ့ဒါတတိတော့ တိရတာသူနဲ့ပြောရင်းနဲ့ကြမ်းရတာလို့ရှိတယ်အဲ့တော့နှစ်တန်းဆိုတယ်သူကိုယ်တိုင်ပဲနှစ်တန်းသုံးညနဲ့အောင်တာပေါ့နှစ်တန်းသုံးညနဲ့ကြာတာပါဆိုတကမ်းပဲပြောရမှာပေါ့ပြီးတော့ပြောင်းပြီးပြောခဲ့တယ်ဒီလိုကအခုလိုဖြစ်သွားတဲ့ဖြစ်စဉ်ညာဒီလိုနဲ့လည်းတွေ့ဆုံရတယ်ဘုသူကဒီလိုတရားဆွဲရဆိုဒီလိုအကုန်လက်ခံတယ်ဒါပေမဲ့ဒီလိုသူပြောတဲ့ကြော်ညာပြီးတော့ပဲဘာမှမလုပ်ဒါပေမဲ့သူကအမျိုးမျိုးအမှုစင်တို့ဖြစ်တော့အဲ့မဲ့ရဲရည်လည်း သူ့ဘက်ကပါပြီးပြောတယ်ကဲကုသိုလ်ကြီးပြောဟုတ်တယ်ဟုတ်တယ်အဲ့ဒါဘုရားကိုပြောတာဟုတ်တယ်အဲ့ဒါမပါဘူးသူတို့ကမဟုတ်တယ်နဲ့နောက်ပြီးကြတော့ရဲတွေအနေနဲ့ကလည်းဒီတပည့်တော်66ခါကြီးဟာလုံးဝနှစ်ပေါင်းများစွာနဲ့အကျုံးဝင်တယ်လို့သူကနားလေရဲရဲတပွင့်အဲ့တော့မဟုတ်ဘူးဥပဒေကိုမင်းနားလေမလားဥပဒေကိုဖတ်စနားဖတ်ပြမယ်ဘယ်နည်းနဲ့ဘယ်အစမအဲ့တော့ဘယ်မှာငါမလုပ်ဘူးအရင်လုပ်ခဲ့တာပဲငါသိခါကြောက်မဟုတ်ဘူးအရှင်ကြမ်းနဲ့ပြီးတော့ လူလူအဲ့ဒါလေးတင်ခဲ့တာအပုတ်ချရဲပဲပြောပြောအမှန်တရားကိုချပြတာအဲတတဝအနန္တအပေကြာကြီးဖြစ်မဲ့တရားကြီးမပြန်ပွားစေချင်လို့ပထမကြိမ်ထိနေဒုတိယကြိမ်ထိနေအခုနောက်ပိုင်းတော့တပြီးတော့မပါဝင်ဘူးဒါနဲ့ဖြစ်စင်နေမှာတော့တပြီးတော့အကူကြီးတောင်းရအောင်အားပေးတယ်လူမိုင်းတော့တာဟနာအတွက်တပြီးတော့အသက်ပေးရမှာစလို့ပဲဒါပေမဲ့သူတရားဆွဲတာတော့ညနေတန်ခါနာကအခွင့်ရတောင်းမှန်နိုင်ကောင်းတယ်ဗျာညနေတောင်းမှန်တယ် နေရာ၂၈ကျော်သောတိခါဘုထေမှာတမုတ်ခဝီကြီးဆိုတာရှိအဲငါအဓိကရဏဆိုရပြဿနာအဓိကယုံငိမ့်တဲ့အကြောင်း9ပါးရှိမျက်မှောက်ပါလေတခါတောင်းမှန်မှာသူရောတောင်းမှန်တယ်လုပ်တယ်သူရဲ့ခုနဟိုပေါင်းတရားလူနဲ့တရားသူကြီးရဲ့စကားရီယာလိုက်မပြန်ပြီးတော့တပြီးတော့တောင်းမှန်ဘုအခွင့်မတ ီးတော့မယမကတောင်းမှန်တယ်အချင်းချင်းသိကအကြောင်းကောင်းတောင်းမှန်တော့ပြောတယ်။ဘာကြောင့်လဲဆိုတော့ဂုံဆိုတာတိခဏ်ရင်းနဲ့ဆွလို့ချင်တယ်ခွလို့ချင်တန်မှုထားလို့နေနောက်ပြောမှတောင်းမှန်ဒါပေမဲ့တပြည့်တော့အခုဥတုရိယောက်ကနိုင်ငံတော်တရားဝင်ကြီးတို့ဟာဥစ္စာသူတတ်သိရှိရှိသူ့ရဲ့ဓမ္မပေါ်မှာသူရဲရဲရင်းရင်းလုပ်သွားတာလေဒီလိုမျိုးနေတော့ဂုံယူမိရအားကြမ ီးတော့အလောင်းတက်ပြီးရှိကြောက်တတ်တာမျိုးတရားဆုလူချင်းဆိုတော့မသိယုံကြည်ချက်ကကိုပြန်ပြီးတော့ဖန်ထားတယ်အားလုံးကဘာမှမဟုတ်ဘူးလို့ပြောနေဆိုတော့အဲ့ချိန်မှာအခုလိုဖြစ်နေတဲ့ကာလမှာအရှင်ဘုရားဝင်လိုက်တော့အခုရှင်ဘုရားပြောလို့သူနဲ့တမ်းမအောင် သူတရားရင်နဲ့ပတ်သက်လို့လိုင်းပေါ်မှာအရှင်မြတ်နဲ့ကိုလန်းကိုရှောင်းသူကလည်းသူလန်းသူရှောင်းအောင်မြင်တယ်တပိတော့ဒီကိစ္စမှာထိတ်ဆုံးရလဲပါခဲ့တယ်ဒါပေမဲ့ကတော့တရားဆွဲဖို့ကိစ္စမှာတပိတော့နမ်းနေတော့ထဲ့မှာခံဘာကြောင့်လဲဆိုတော့ယဟန်ဓမ္မနဲ့တပါးမှာတရားဆွေးနွေးခြင်းကကောင်းတယ်အဲ့ဒီတရားပေါ်မှာဝိပန်ကြီးရှုံချခြင်းတရားသမောလက်ခဤစွာတရားဆောင်ရှောက်မှုနဲ့မတူမှာစုတရားဆောင်ရှောက်မှုကရှင်းကြတယ် မနိုင်ဥပက္ခပြုတယ်ဒါတပိတော့အခုလဲအရှင်မြတ်ကြတော့အဲနှစ်ပါးတွေ့လိုက်တော့သူပြောတဲ့အခြေအနေနဲ့အခုအခြေအနေကနောက်ဆုံးဘာဖြစ်တယ်လို့ဆုံးဖြတ်ပြလိုက်တယ်အဲဆုံးဖြတ်တော့မသေးပါဘူးညရတော့ဘယ်လည်းနဲ့လည်းဆုံးဖြတ်ပါအောင်ဟိုဟိုသူလည်းပတ်သက်ပြီးတော့မှဒီဘာညာဆရာတော်လေးကသူက တရားနဲ့ပတ်သက်နေတာပါလေတရားနားလည်အောင်ရှင်းပြမယ်ဆိုတာမျိုးရင်းတော့မေးနေတာပေါ့အဲဒါကြတော့လေသူ့ကိုဟိုအားညောင်းတိုင်းပဲအဲ့လိုမျိုးတွေပေါ့နော်ဆော့ဆော့ပြီးနေတာကြောင့်လို့ဒီမှာဟိုမကန်ရင်စိတ်နဲ့ပြုတ်လိုက်တဲ့ဘောကြီးပေါ့အဲတိုင်းပဲဆိုရင်ဒီမှာဘာသာဆရာတွေပါတရားနားလည်အောင်ရှင်းပြပေးမယ်ဆိုတဲ့ဘောမျိုးတွေပေါ့လေအဲ့လိုမျိုးတွေပြောလိုက်တဲ့ဆရာမျိုးကသူကဟိုကတော့တကြိမ်မဟုတ်ဘူးဗျာသူတို့တရားပြင်မှောင်ပါလေတကြိမ်ပြောတယ် အော်ယူရှင်များလည်းလိုကလထိုင်ပေါ်မှာလည်းပြောတယ်အဲ့ဒါနှစ်ကြိမ်ရှိတယ်ဒါတပိတော်တို့ကတော့ဝင်းမပါပါဘူးအဲ့လိုပြောတာလည်းပြီးတော့မမေ့ဘူးတော်တော်များဖြစ်အောင်ဟောမယ်ဒါရီရောရှိတယ်အဲ့ဒါရေးတွေ့ရတယ်ပြောကျင်တာအခုဘာဖြစ်နေလဲဆိုတော့ဥကျော်ဆန်းရှင်များစီအတွက်အဲ့လိုပဲဒုတိယရှင်များဒီမှာတရားဟူရဲ့နောက်အွန်လိုင်းဥစ္စာဒီမှာဆရာတော်ကလည်းပြဿနာနဲ့ရှိတော့သူနဲ့ကညှိတာအဲ့တော့အမအုပ်စုကို ုဖြစ်နေတာအခုအရှင်မြောင်းအတန်ထွက်လာတယ်လို့ပြောတာတပြည့်တော့အကြောင်းမဲ့ပြောတာမဟုတ်တွားရင်ဒီလိုလုပ်ရင်ဒီလိုမြင်တယ်ဒီလိုမြင်ဒီလိုပြောတယ်ဒါပြန်ဒီလိုဖြစ်နေတပြည့်တော့ဥသူရနဲ့ဖြစ်လိုက်တဲ့ကိစ္စမှာတပြည့်တော့ရှင်နဲ့ဝိဇ္ဇာနဲ့ဥဒ္ဒနာနာမ်နဲ့သူ့ရဲ့ဟောသညာတရားတိုင်းကိုနားထောင်အရှင်မြောင်းပြောလို့ပါဠိတော်တော်မှန်ပါပါပြောလိုက်တဲ့ပါဠိကအကုန်မှန်မှန်အောင်တော်လို့မရှိတပြည့်တော့အဲ့ဒီမှာဝင်မပါဘူးဆိုတာတော်ဦးနေစီကလုတ်ခဲ့ပြီးပါစာတက်ပြတတ်တယ် အဲ့ဒါကိုပြီးတော့ဝင်းထောက်ကြရင်ဘယ်လိုပြောမလဲသူကျူးသလိုဖြစ်မှာပေါ့အဲ့တော့ဆရာလည်းမလုပ်ချင်တော့နားလည်းမလဲပါလည်းမပါဒါပေမဲ့တရားတိုင်းကိုနားပါဠိတော်ထောက်ထားပြီးမှထပ်ပါလို့လေဒါပြီးလဲပြီးသွားပြီးတော့ဒီလိုပြဿနာကြီးအခုရှင်ချမ်းလည်းပြောတော့ပြည်နေမှသွားတယ်ဒီတဏဖြစ်တယ်အဲ့တော့ရှင်ချမ်းသူ့ကိုတန်တန်တာတာဖြစ်တယ်ဆိုတာရှင်ချမ်းဘာလို့သိချင်လို့သူ့ကိုခေါ်ပြီးတော့ဖြူးမိလိုက်တာအခြေခံက ်သူတရှိရှိတယ်ပြရှိနေတယ်အဲ့တော့ဘာလို့တွေ့ကျင်လို့ဘာလို့တွေ့ကျင်လို့တဘာဝကြီးတာဆရာတော်ကိုချင်းများပြောလို့ဆွေးနွေးလိုက်တာအဲ့တော့ဖြေရပါရလိုက်တယ်ဒီရတော့ဒီ တတ်နိုင်ကြလားပေါ့လေဒီရှင်းပြပါဘောနော်ဒီလိုတော့ဒီလိုပေါ့ဒီလိုတော့ဒီနဲ့တွေ့လိုက်တော့ဖေးကြလားပေါ့နော်သူပြောတဲ့စကားတွေတော့ဒီလိုလည်းအကုန်လုံးမမှတ်မိပါဘူးခင်ဗျအဲ့ဒါကြောင့်လည်းဒီလိုကမှားမှားမှားတဲ့ဘောဖြစ်သွားမှာဆိုလို့ပြန်တော့ဟိုပြောဖေးတယ်ဒီလိုအဲ့အဲ့ဒါကြောင့်လည်းဒီမှာလိုက်မလွန့်တာပေါ့ဟုတ်ပြီမှားမှားอืมဒီသူကဘာဘောကောက်ချစ်ရုံပါတဲ့စိတ်တော့မရှိဘူးဗျာ သူစိတ်စိတ်ကဖြူတယ်အဲ့တော့အဲ့အာတာရဲ့ရှိရပေါ့နော်ဟိုတက်တက်နာမည်ကြီးရှင်လို့ဟိုလာလာပါပေါ်ရှင်လို့အဲ့ဒီစိတ်လည်းမရှိဘူးねတခုရှိတာကသူကတရားကိုတော့အရင်လူချင်းတယ်တရားဆိုတော့ရှိတယ်ပေါ့တရားကိုလူချင်းနာလားသိပြီးသူလို့ပုဂ္ဂိုလ်ကိုလက်ခံတာအဲ့ဒီချက်မတူဘူး तू तू ပြောတဲ့သဘောအရဆိုရင်တော့ तू က တိတိကျကျကိုနားလည်ထားပြီးအဲ့လိုပေါ့နော်ခိုင်ခိုင်မာမာယုံကြည်မှုအပြည့်ရှိတယ်ဗျာသူတရားကိုနားလည်ထားပြီးပေါ့နော်အဲအစင်အစင်အနေနဲ့ကတော့သူကအဲ့ဒါကြီးတော့ဘောမဖြစ်ပါဘူးဗျာသူ့မှာတဲ့သူကတော့ဒီလိုမျိုးတော့သူလည်းခံစားလို့ရအဲ့တော့သူ့အနေနဲ့ဒီတရားကိုပြန်ပွားစီခြင်းတယ်သူတည်တဲ့နည်းဟာလွယ်ပေါ့လွယ်ဆိုတော့ဒီတရားဟိုဟာဟိုဒီဟောပေါ့အများကသူကတော့သူတည်လို့များလေးဘူးလေအဲ့တော့ဘုံသွားပါတော့ ိုင်းကကြတော့ဒီတကယ်ဆရာကြီးတွေလည်းဖြစ်ဖြစ်တစ်ဖက်ကဒီနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ဖြစ်ပေါ့အဲ့လိုတွဲပြီးတော့မှဒီတရားကိုဖြန့်ချိမယ်ဆိုရင်ပို့ပြီးတော့မြင်းမြန်းဆက်ဆက်ကျက်ပြန့်ပြီးတော့လူတွေတရားနားလည်ခြင်းနဲ့စိတ်နဲ့နားတော့တော်တော်ပြင်းပြတယ်ကြည့်အဲ့အဲ့ဒီအဲ့ဒီလိုပြင်းပြရတယ်ပထမကသူကလက်တွေ့ပိုင်းတော့တော်တော်လေးကိုလေ့လာပြီးတော့စာပေပိုင်းဆိုင်ရာတော့စာပေမကျွမ်းကျင်တော့မတက်တဲ့အခါကျတော့ စာနဲ့လေ့လာတဲ့အပိုင်းတော့အားနည်းတယ်ပေါ့ပြီးတော့စေတာစာရင်းများဖတ်တယ်ပြီးတော့စာဖတ်လို့ဘာမှပါတယ်ဘုရားစာတော့မဖတ်ပြရအောင်နော်ဒီမြန်မာလူတွေကတော့အများကြီးဖတ်ပြတယ်ဆိုတော့ပြီးတော့မှကျတော့စာနဲ့သိတာလည်းအများကြီးရှိတယ်ကွာသူကကျတော့ဘယ်လိုမျိုးလက်တွေ့ဓမ္မမျိုးဖြစ်နေတာစာဓမ္မမဟုတ်တော့လက်တွေ့ဒီပဲအလုပ်တွေအများကြီးလို့တရားလဲကျင့်လို့